အာဘလို့အတင်းစကားပြောပြရမလဲဆိုတော့လေကိုယ်တိုင်လည်းမျက်မြင်ကိုယ်တွေ့ဖြစ်နေတော့လေဟိုတတော်ဆုံးရှုံးမှုကကြီးမားပါတယ်ဗျလှုပ်တဲ့ချိန်ကဟိုဘာဖြစ်သွားမှန်းကိုမသိတာဟိုပြေးရမှာလားဘာလားပေါ့နော်ကျွန်တော်နှစ်ခေါက်ဒုတိယတစ်ခေါက်ဆိုကျွန်တော်ကားပေါ်ကဆင်းပြေးပြီးမိမကိုခေါ်ပြီးတော့ကားပြေးမှာဝင့်နေရတယ်အဲ့လိုအချိန်နေဆိုလေဘဝမှာမကြုံဘူးပေါ့နော်အဲ့လောက်ပြင်းတဲ့ငလင်မျိုးကအဲ့လိုကြုံတော့လေ short တော့ရပါတယ်အဲအဲ့လိုမျိုးလှုပ်တာတော့တစ်ချိန်လုံးလှုပ်နေတာဗျာဟုတ်ဟိုညဆိုရင်လည်းအဲ့လို နှစ်နာရီသုံးနာရီလက်တခါလုတ်ပြန်အိမ်အရောက်ပြေးဆင်းရတာပေါ့နော်အဲ့လိုမျိုးပြေးတော်တော်များများဆိုရင်အိမ်ထဲမှာမအေးရဲလို့အိမ်ရှိမှာပဲအကုန်လုံးအရာခင်းပြီးအိမ်အိမ်နေကြအဲ့လိုမျိုးဖြစ်နေတာဟုတ်တယ်အာကျွန်တော်တို့ car showroom ဖွင့်ဖို့ပေါ့နော် car showroom ဖွင့်ဖို့28ရက်နေ့မနက်ကိုအကောလုံးစီစဉ်ပြီးသားအဲ35လမ်းမပေါ်မှာကျွန်တော်တို့အဲ့မှာဖွင့်ဖို့အတွက်စီစဉ်တာတော့20 22ရက်နေ့ကကျွန်တော်မန္တလေးရောက်နေရဗျာမန္တလေးရောက်နေရင်အဲ့ရုတ်တရက်ပေါ့နော်ဖွင့်ပွဲနီးကန်ဒီအကောလုံးစီစဉ်ပြီးပြီးဖွင့်တော့မယ်ဖိတ်စာရလည်းအားလုံးဝေတာယူပါကမမျော်လင့်မဲနဲ့အဲ့လိုထားပြီးငလင်လုတ်တဲ့အချိန်နဲ့တက်တက်တိုးတာပေါ့နော်ဒါပေမဲ့ကန်တီတဲလို့ပဲပြောရမှာပေါ့တကယ်ဖြစ်တဲ့အချိန်မှာကျွန်တော်အဲ့83လမ်းမပေါ့မှာလမ်း30ထိမီးပွိုင်းတက်တက်ရေးမှာပေါ့နော်အဲ့မီးပွိုင်းမီးနေရတဲ့တက်တက်တိုးပြီးတော့အဲ့မှာပဲ ကျွန်တော်ပထမဘာဖြစ်မှန်းမသိဘူးပြီးမှငလင်ကတော်တော်လောက်တယ်ကျွန်တော်ဘေးပတ်လဲကားပြီးပတ်လဲမှာဘယ်လိုတိုက်တွေဝုန်းတိုင်းကျဲပြီးတော့ပြိုကျတာဆိုတော့တော်တော်လေးလက်အောင်ပါအဲ့ကလေးကမန္တလေးမှာတော့ရှိနေရပြဟုတ်ကောင်းမှရှိနေပထမကားမောင်းနေနေလို့ခါရမ်းနေတော့ကျွန်တော်ကားတာယာတစ်ခုဖြစ်သွားတယ်ထင်တာမောင်းနေတာယာကွဲသွားလားဘာလားဆိုပြီးတော့ဒီတော့မှမဟုတ်ဘေးကအိမ်ပြိုကျသွားမှကျွန်တော်ငလင်လုံးမှန်သိတယ်ပထမငလင်လုံးမှန်မသိဘူးကားတာယာလိမ့်နေတယ်ပဲထင်နေတာလို့ဟုတ်မိသားစုတွေတော့ဘေးကင်းတာအာမိသားစုဘေးကင်းပါတယ်ကျွန်တော်အမျိုးသမီးလည်းဘေးမှာပါတယ်အခြေပါလေးဟုတ်အိမ်ပြိုသွားတာလည်း ို့မှာတိုက်နေပြို့ကုန်ပြီဟောကွာကျွန်တော်တို့ဒီ showroom ကတငယ်ချင်းတွေရောပေါ့နော်ကျွန်တော်တို့အတူတူလောက်တဲ့ driver တွေအကုန်လုံးရောရောက်နေတဲ့အချိန်ဆိုတော့အားလုံးဒီဖွင့်ပွဲအတွက်ပြင်ဆင်ထားတဲ့အချိန်မှာဒီလိုရုတ်တရက်ကြီးဖြစ်သွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့အတိလင်းမဲ့အနေညနေကိုပဲချက်ချင်းကြီးညာလိုက်လို့ကျွန်တော်တို့ showroom ဖွင့်ပွဲလည်းမလုပ်ဖြစ်တော့ပါဘူးဒီဖွင့်ပွဲလုံးမဲ့ຢာထားတဲ့ ဒီငွေကြေးပေါ့နော်အကုန်လုံးကိုဒီငလင်ဘေးအတွက်ကျွန်တော်တို့မန္တလေးငလင်ဘေးအတွက်အကုန်လုံးထည့်ဝင်လူတန်းပါမယ်ကျွန်တော်တို့ကမကထလုပ်ပြီးတော့ဒီငွေနဲ့ပေါ့နော်စတင်ပြီးကမကထလုပ်ပြီးတော့ကျွန်တော်တို့နဲ့အတူတူလိုက်လံပြီးတော့အလိုလူလန်းလူတန်းကျင်တဲ့မိတ်ဆွေတွေရှိရင်လည်းအတူတူလိုက်ခဲ့ပြီးတော့လူတန်းလို့ရပါတယ်ဆိုပြီးတော့စကြင်ညာပြီးလူဖြစ်တာပါအလိုအာတကယ်မိတ်ဆွေတွေထဲမှာလည်းထင်မထားလောက်အောင်ပေါ့နော်တကယ်သဒ္ဓါတရားထက်တန်တယ်တကယ်မြန်မာပြည်မှာအရေးကြုံမှုဆိုရင်ဝိုင်းပြီးတော့ကူညီပေးခြင်းနဲ့မိတ်ဆွေတွေအများကြီး ်ရှိနေတဲ့အခါကျတော့တော်တော်လေးကိုလည်းလူဖြစ်ပါတယ်ဗျအော်လူဖြစ်ပါတယ်ဘာလို့ဝိုင်းလူပေးကြအများကြီးပဲပြီးကျွန်တော်အရင်ကတည်းကကျွန်တော်အလူမကန်ငွေငွေသားလည်းလက်မကန်ဘူးအနေနဲ့ရဲရဲကနေပြီးတော့လမ်းဖုံးဆက်ပြီးကျွန်တော်လူခိုင်းကြရတယ်ဗောနော်ဘာကျွန်တော်စဖြစ်ကြတဲ့တောက်လျှောက်လူနေတာဆိုလေအဲ့တော့ကျွန်တော်ငွေသားတော့လက်မခံချင်ဘူးကျွန်တော်ကိုယ်တိုင်လည်းပရိဟိတအတင်းလှုပ်ထားတာလည်းမဟုတ်တော့လေကျွန်တော်အဲ့လိုရှင်းတန်းနေပါလေညာရင်လည်းအဲ့လိုမျိုးဒီဒီကိစ္စကိုကျွမ်းကျင်တယ်လို့မဟုတ်တယ်တော့ကျွန်တော်မလုပ်ချင်ဘူးဗောနော်ကျွန်တော်အဓိကကိုလူတန်းကျင်တဲ့စိတ်ရှိလို့သာထွက်လူတာအဲ့တော့လူတန်းကျင်ရင်ကျွန်တော်နဲ့တူတူရေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဒီလူတန်းကျင်တဲ့ပစ္စည်းလေးကျွန်တော်စီပို့ပေး showroom လိပ်စာနဲ့ပို့ပေးလိုက်ကျွန်တော်အတူတူဘယ်သူကဘာလူတန်းมาလဲဆိုပြီးတော့ లై လူတန်းပေးတယ်ပေါ့เนาะအဲ့လိုမျိုးနေနဲ့ပဲပေါင်းပြီးတော့လူဖြစ်ခဲ့တာပါအဲ့တော့ကျွန်တော်တို့ဘယ်လိုပြောမလဲဟိုဘလောက်တိတ်ဘလောက်ရှိတယ်ဆိုတာမျိုးကမှန်းလို့မရတော့ပေါ့เนาะအများကြီးဝိုင်းပြီးတော့ထည့်ဝင်ပေးတဲ့ပစ္စည်းတွေလည်းအများကြီးပေါ့เนาะအဲ့ဒီအပြင်ကျွန်တော်တို့ကျွန်တော်အမျိုးသမီးအရင်က big bag ဆိုပြီးတော့ဒီ export quality လောက်တယ်အဲ့ဒီအရင်ကျွန်တော်အင်ဂျီလူတစ်ထောင်စာပေါ့ဒါကတော့ကျွန်တော်မိသားစုအနေနဲ့ပေါ့เนาะဒီဆိုင်မိသားစုအနေနဲ့လူလိုက်တာအဲ့ဒီအပြင်တခြားအစားအသောက်တွေ အများကြီးပေါ့အခုဆိုတော်တော်များနေပါပြီအခုတော်တော်များနေဆိုတာလေဒီမြန်မာတပြည်လုံးကအလူရှင်တွေအကုန်လုံးလည်းရောက်လာကြတော့လေစကိုင်းရောမန္တလေးရောကျွန်တော်တောက်လျှောက်ရှိနေတော့စကန်းတွေတော်တော်များများမှလည်းတော်တော်ပြည့်ပြည့်စုံစုံလေးဖြစ်နေတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့တော့ကျွန်တော်တို့အခု plan လေးတော့နည်းနည်းချိန်းထားတယ်ကျွန်တော်ဒီရေတို့အဆင်ပြေနေကြပြီဆိုတော့လေရေရှည်မှာအဆင်ပြေအောင်ပေါ့အခုဒီဒုက္ခဒီငလင်းပြန်ထူထောင်ဖို့ဆိုတာကြာအောင်ပါပေါ့နော်ဒီအခုကယ်ဆယ်ရေးထက်ကိုပြန်လည်ထူထောင်ရေးမှလည်းအများကြီးအားစိုက်ပြီးလုပ်ကြရအောင်ပါဆိုတော့ ကျွန်တော်လည်းတအားတော့လောက်ပေါ့နော်ဒီလိုအိမ်နေပါရင်အလုံးလိုက်ကြီးအလိုစောင့်နိုင်မှုအတွက်လည်းကိုယ်တွေလည်းမတက်နိုင်ဘူးပေါ့နော်အလိုမျိုးကူညီနိုင်ဖို့လည်းမတက်နိုင်သေးတဲ့ခါကျကျွန်တော်ဒီအခုတော့အလူခံထားတဲ့ပစ္စည်းတွေမှာပဲဒီရေတန်းဆက်ပေါ့နော်အခုရေတန်းဆက်တစ်လုံးလည်းရထားပြီးပြီတရက်ကိုလီတာ1000လောက်ထွက်တယ်ဒါပေမဲ့အဲ့ဒီအတွက်ကိုကျွန်တော်ခွင့်ပြုချက်တွေပါယူပြီးတော့ပေါ့အခုဒီဒုက္ခသည်စကန်းတွေအကုန်လုံးမှာအခုအလူရှင်တွေပေါ့မိတ်ဆွေတကယ်ချင်းတွေကအလူရှင်တွေကဒီရေရေတိုင်းကြီးတန့်နေပေါ့နော် စတီတိုင်ကြီးအကြီးတွေလီတာတစ်ထောင်ဆန်းတိုင်ကြီးတွေလာလူလာရတယ်အများကြီးပဲအဲကျွန်တော်အခုဒီစကန်းနေပေါ့ဒီကယ်ဆယ်ရေးစကန်းနေမှာကျွန်တော်လိုက်ပြီးတော့ဒီတန့်နေလိုက်ချပေးတယ်အခုလိုအပ်တလောက်ပေါ့နော်လူရေတွက်နေလိုအပ်တလောက်တန့်နေလိုက်ချပြီးတော့အခုဆိုရင်မနက်မိုးလင်းတာနဲ့ရေကားနဲ့ကျွန်တော်၃လလောလောဆယ်တော့၃လလို့ຢာလာတယ်ပေါ့နော်မနက်တည့်ရက်မပြတ်ပေါ့ ဲ့လိုတောက်ရည်တန်းတွေလိုက်ဥပေးမယ်အကောင်လုံးစေစေပြီးကျွန်တော်အခုအင်သာတွေလိုက်လိုက်ပြီးရောစောက်ပေးနေအင်သာတွေအခုဒီဒီကေစေးစခန်းတွေအကောင်လုံးပါဗောနော်လူဦးရေနဲ့လိုက်ဖက်အောင်လို့မဟုတ်ရင်မိုးကြလာရင်နောက်ပိုင်းဝင်ယောဂါတွေပါရင်ပိုပြီးဒုက္ခများမှလည်းဆိုးလို့လေအဲဒါကြောင့်ကျွန်တော်တစ်ဖက်တစ်လမ်းပေါ့နိုင်တဲ့လောက်လေးပေါ့အဲ့လိုလေးကူညီပေးပြပါလေဗျာအခုကဒီအခုတော့ဟိုကွန်ပျူတာတွေယူနေရတာပေါ့ဘာလို့လဲဆိုတော့ကေစေးစခန်းတွေကြောင့်လည်းကျွန်တော်တို့တည်တာမဟုတ်ဘူးလေနော်ဟိုဘက်မှာလည်းအများကြီးပဲအုပ်ချုပ်ရေးပိုင်းတွေလည်းရှိရဆိုတော့အဲ့ဒါကြောင့် ဒီအကောင်လုံးရဲ့ခွင့်ပြုချက်တွေခွင့်ပြုချက်ရတဲ့စကန်တွေတော့ရနေပြီပေါ့နော်ရတော့ကျွန်တော်အခုထားလာပြီပြီဗျာမိမကလည်းမန္တလေးသူဆိုတော့ဘာပြောပြောဒီသူ့သူ့မျက်စိရှေ့မှာ哦လीအဲတမျိုးလုံးဒီလိုမျိုးဖြစ်သွားတာဆိုတော့လေသူလည်းတကယ်စိတ်မကောင်းတော့ကျွန်တော်ဘယ်တော့သွားဘာလုပ်လို့သူကတော့အငြင်းန်းပေးရနေအကောင်လုံးလိုက်ပြီးတော့ကူညီပေးနေရတာဟုတ်တယ်ဗျာဟိုကျွန်တော်တို့သူမှမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အားလုံးအဲလှုပ်တဲ့ချိန်ကြီးကဟိုဘာဖြစ်သွားမှန်းမသိတာ ဟိုပြေးရမှာလားဘာလားပေါ့နော်ကျွန်တော်နှစ်ခေါက်ဒုတိယတစ်ခေါက်ဆိုကျွန်တော်ကားပေါ်ပါဆင်းပြေးပြီးမိမကိုခေါ်ပြီးတော့ကားပြေးမှာဝင့်နေရတယ်အဲ့လိုအချိန်နေဆိုလေဘဝမှာမကြုံဘူးပေါ့နော်အဲ့လောက်ပြင်းတဲ့ငလင်မျိုးကအဲ့လိုကြုံတော့လဲ short တော့ရသွားတယ်ဟိုအဓိကဘာလို့ ਆ မဲမသိတာပေါ့နော်ကျွန်တော်တို့မှာငလင်နဲ့ပတ်သက်တဲ့ဟိုဂျပန်တို့ဘာလို့ဆိုရင်အမြဲလုံနေကြဆိုတော့ငလင်လုံပြီဆိုရင်ဘလို့နေရမယ်ဆိုရင်အခြေခံလေးကြီးတော့သိတာပေါ့ကျွန်တော်တို့ကြအစိမ့်သက်သက်ပေါ့နော်အဲ့လို short တော့ရသွားတယ်အဲ့တော့ဒီဒီ ကိုချစ်တဲ့မျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးကြီးဖြစ်သွားတာမြင်တော့လဲစိတ်မကောင်းဘူးပေါ့တကယ်ကိုတက်နိုင်ဆုံးဘာပေးပြန်လုပ်ပေးနိုင်မလဲပေါ့အဲ့ဒီတော့လဲစူးစမ်းပြီးတော့တက်နိုင်တော့လေးကူညီပေးပြတာပေါ့အဲအဲ့လိုမျိုးလှုပ်တာတော့တစ်ချိန်လုံးကိုလှုပ်နေတာပဲဟုတ်ဟိုညဆိုရင်လဲအဲ့လိုနှစ်နာရီသုံးနာရီလဲတစ်ခါလှုပ်ပြန်အိမ်အရောက်ပြေးဆင်းရတာပေါ့နော်အဲ့လိုမျိုးပြေးတော်တော်များများဆိုရင်အိမ်ထဲမှာကိုမအေးရဲလို့အိမ်ရှိမှာပဲအကုန်လုံးအရာခင်းပြီးအိမ်အိမ်နေကြအဲ့လိုမျိုးဖြစ်နေတာ ဟုတ်တယ်ဗျဟိုဟိုတယ်တွေဆိုလည်းဖွင့်တယ်ကျွတ်တော်တော်များများလေအထက်မြင့်မနေရဲကြအောင်ကျွန်တော်တကယ်ချင်းနေဆိုရန်ကုန်ကနေလာကူကြလာကူကြတော့ဒီအထက်မြင့်မနေရဲကြအောင်နေရဲတဲ့လူကြောင်လည်းနေရတယ်တချို့မန်လေးကနေကန်နေတော့အံ့ဩနေသူတို့တော့မနေရဲလို့ကိုယ့်အိမ်ထဲမှာကိုမနေပဲအိမ်ရှိမှာထွက်အိမ်နေတော့မင်းတို့ရန်ကုန်ကလာတဲ့လူတွေကဒီဟိုတယ်ဘော်ဒီတက်အိမ်ရဲတယ်ဆိုတော့အကုန်လုံးအံ့ဩနေကြဟုတ်အာဘလို့အာတင်းစကားပြောပြရမလဲဆိုတော့လေကိုယ်တိုင်လည်းမျက်မြင်ကိုယ်တွေ့ဖြစ်နေတော့လေဟိုတော်တော်ဆုံးရှုံးမှုကကြီးမားပါတယ်ဗျအဲ့တော့အတက်နိုင်ဆုံးတော့ ကိုဘွားကိုပေါ့နော်အတန်းတိုင်းဆုံးရုံးကတိစောက်ကြရမှာပဲပေါ့အဲ့ဒီပြည်သူတွေကလည်းမြန်မာတိုင်းငံလုံးကလူတွေကလည်းဒီအတွက်လည်းစိတ်ထဲမှာတကယ်နိမ့်နိမ့်ကာကာနဲ့ဝိုင်းဝန်းကိုညီနေရတွေ့လို့လည်းဝမ်းသာပါတယ်အဲ့တော့တတွေ့ရတသားလေးပေါ့နော်မြန်မာပြည်သားချင်းချင်းတော့အမြဲတမ်းအတန်းတိုင်းဆုံးကူညီစောင့်ရှောက်နေကြမှာပါအဲ့ဒီအတွက်လည်းဟိုဒီတဲ့ဆိုးတာလည်းထက်ကြုံရင်ကျုံလာမှာပဲမပြောနိုင်အောင်လောကကြီးဆိုတာလေဒီတဲ့ကောင်းတာလည်းအများကြီးကျုံလာမှာဒါပေမဲ့ ဒီငလင်ပေးမှမဟုတ်ဘူးအရာရာတိုင်းပေါ့နော်အမြန်ဆုံးအေးချမ်းပါစေအမြန်ဆုံးအဆင်ပြေပါစေကျွန်တော်မြန်မာနိုင်ငံတကယ်ထူးထူးထောင်ထောင်နဲ့ပြန်ပြီးတော့နယ်လန်ထူလာနိုင်ပါစေလို့ပဲဆုတောင်းပေးပါရစေ။